Hello everyone. Welcome to our Forward Education Center. ဒါတော့တမီးတို့အားလုံးပဲမင်္ဂလာပါ. Teacher ရဲ့ Forward Education Center ကနေကြိုဆိုလိုက်ပါတယ်. Today we are going to do exercise from simple past tense verb to be. ဒီနေ့မှာဆိုရင် Teacher နဲ့တူတူ simple past tense verb to be အကြောင်းလေးရဲ့ exercise လေးကိုလေ့လာကြမှာဖြစ်တယ်. So now let's go. First, we are going to read instructions. Number one, complete the sentences with was or were, then match the pictures with the sentences. Complete the sentences with was or were. Was ဒါမှမဟုတ်လို့ရှိရင် were ကိုအသုံးပြုပြီးတော့မှ စာကြောင်းလေးတွေကိုဖြည့်ပေးပါ. Then အဲ့ဒီနောက်မှာ match the pictures with the sentences. Picture ရုပ်ပုံလေးတွေနဲ့ဒီမှာပေးထားတဲ့စာကြောင်းလေးတွေကို teacher တို့ match ရှင်းသွင်းပေးရပါမယ်။ ဒါဆိုရင်တောက်သမီးတို့ကနှစ်ချက်လုပ်ပေးရမယ်ပထမတစ်ချက်ကကွက်လက်လေးတွေထဲမှာ wordsware ကိုဖြည့်ပါမယ်ဒုတိယတစ်ချက်ကဝတ်ကျလေးတွေဒီဘယ်ပုံနဲ့ကိုက်ညီတယ်လဲဆိုတာကိုတောက်သမီးတို့က match လုပ်ပေးရပါမယ် okay so let's go to number 1 number 1 she blank cold last night သူမမနေညာက cold အေးနေခဲ့တယ်ဒါဆိုလို့ရှိရင်ဒီချက်တို့ပထမလောက်ရမှာက was ဒါမှမဟုတ်လို့ရှိရင် were ကိုထည့်ပါမယ် ဒါဆိုရင်ဒီချက်တော့ subject လေးကိုကြည့်ပါမယ်။ subject ကဘာဖြစ်နေတယ်လဲဆိုရင် she it is singular number အနေကင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီချက်တော့ဒီမှာ was နဲ့ were မှာဘာကိုသုံးမလဲဆိုလို့ရှိရင် was လေးကိုသုံးပေးပါမယ်။ she was cold last night သူမမနေညာကအေးနေခဲ့တယ်။ဒါဆိုလို့ရှိရင်တခြားလိုပုံလေးကိုကြည့်ပါမယ်။ဘယ်ပုံလေးဖြစ်နိုင်တယ်လဲဆိုလို့ရှိရင်ရွေးပေးပါမယ်။ ။ Okay ဒါဆိုလို့ရှိရင်တချို့တို့ဒီပုံလေးဖြစ်တဲ့တကြောင်လို့ဒီပုံလေးမှာ number 1လေးကိုရေးပြရပါမယ်။ Okay ဒါဆိုရင်တအားတို့တမီးတို့ဒီရဲ့ exercise လေးကိုလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ Chan နဲ့ sentence လေးတွေကိုတချို့နဲ့တူတူဖတ်ကြည့်အောင်။ Number 2 Day blank hot yesterday မနေ့ကသူတို့တအားပူနေခဲ့တယ်။ Number 3 The boy blank sleepy. Kaung le ka H N B. Number four, it blank cold and snowy yesterday morning. Maniga manadonga ile ile ninile tunikede. Number five, I blank ill last week. Chino bikede patonga pianikede. Number six, the students blank at the museum two days ago. Lunkede neyatonga. ကျောင်းသားကျောင်းသူတွေကပြတိုက်မှာရောက်ရှိနေခဲ့ပါတယ်။ So now I will give you a few minutes to do this exercise. ဒီ exercise လေးကိုဒါတို့သမီးတို့ကိုယ်တိုင်လေ့ကျင့်ကြည့်ဖို့အတွက်အတိအကျအချိန်နှဲငယ်ပေးပါမယ်။ Let's go. Hey, it's time's up. အချိန်ပြည့်သွားပါပြီ။ဒီ channel တူတူနောက်ထပ် exercise တစ်ခုလေးကိုလေ့ကျင့်ကြည့်အောင်။ Number 2. Read and write was or were in each blank. Read ဖတ်မယ်ပြီးလို့ရှိရင် and write ရေးမယ် was or were in each blank. Each blank ဆိုတာကွက်လက်တစ်ခုစီမှာ was တောင်မလို့ရှိရင် were လေးကိုရေးပေးမယ်။ဒါဆိုရင်ဒီ channel တူတူ sentence လေးကိုဖတ်ကြည့်အောင်။ Rosie blank very sick yesterday she had a high fever rosie ကမနေ့ညတော့ကတအားဖျားနေခဲ့ပါတယ် she had a high fever သူမအဖျားတွေလည်းတက်နေခဲ့တယ်ဒါဆိုလို့ရှင်ရင်တချို့ရော was တောင်းမလို့ရှင် will ထည့်ပေးရမှာဖြစ်တယ်တချို့ရော subject လေးကိုကြည့်ရအောင် subject က rosie singular number ဖြစ်နေတဲ့အတွက်ကြောင့်မို့တချို့ရောဘာလေးထည့်ပေးမလဲ yes was လေးကိုထည့်ပေးပါမယ် Rosie was very sick yesterday. She had a high fever. Okay, ဒါဆိုရင် channel sentence လေးကိုဒီ channel တူတူဖတ်ကြည့်အောင်။ Susie blank at the park this morning. She played badminton with her brother. Susie ကဒီနေ့မနက်တုန်းကဘန်းချန်ထဲမှာရှိနေပါတယ်။ She played badminton with her brother. သူမကသူမအကူနဲ့အတူတူ ဘက်ဒမင်တန်ကစားနေခဲ့တယ်။ Okay the next one last weekend Tim and his dog blank in the forest last weekend ပြီးခဲ့တဲ့ရက်တစ်ပတ်အစုံမှာ Tim and his dog Tim Tim နဲ့သူ့ရဲ့ခွေးလေးက in the forest တောထဲမှာရှိနေခဲ့ပါတယ်။ Okay ဒီရက် exercise လေးတစ်ခုကိုအရင်ဆုံးတားသမီးတို့ဖြည့်ပေးပါဒီချက်အချိန်နှဲငယ်ပေးပါမယ်။ Okay, I think you got the answer. တော့တမီးတို့ဖြည့်ပြီလို့ထင်ပါတယ်။ဒါဆိုရင်နောက်ထပ် exercise လေးကိုကြည့်ရအောင်။ Okay. Jimmy blank in the hospital 2 years ago. His friends blank by his side to cheer him up. Jimmy က2 years ago လွန်ခဲ့တဲ့နှစ်သုံးကဆေးရုံမှာရှိနေခဲ့တယ်။ His friends သူ့ရဲ့တငယ်ချင်းတွေက by his side to cheer him up. သူ့ကိုအားပေးဖို့အတွက်သူ့ရဲ့ဘေးမှာရှိနေခဲ့ပါတယ်။ The next one is join blank at the bookstore 30 minutes ago she bought a story book joy ကလွန်ခဲ့တဲ့မိနစ်30တုန်းကစာအုပ်ဆိုင်မှာရှိနေခဲ့တယ်။ she bought a story book သူမကပုံပြင်စာအုပ်တအုပ်ကိုဝယ်ခဲ့ပါတယ်။ The next one is My family and I blank at the music festival last year. we also watch the fireworks my family and i ကျွန်တော်မိသားစုနဲ့ကျွန်တော်အားဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်သုံးကဒေဂီတာပွဲတော်မှာရောက်ရှိနေခဲ့တယ် we also watch the fireworks ကျွန်တော်တို့မီရှူမီပန်းလွတ်တာကိုလည်းကြည့်ခဲ့ကြပါတယ် okay i will give you a few minutes to do this exercise let's go Okay, I think you got the answer. So let's go to the next exercise. Exercise 3. Find the mistake in each sentence and correct it. Find the mistake in each sentence. Which are the jamsima, amaligo, shaba, and correct it. Biro edi amago, bimbiba. That's the solution. Amaligo shame, biloshi amago, bimbime. Okay, number A. he were here yesterday သူမနေ့တုန်းကဒီမှာ ရှိနေခဲ့ပါတယ်ဒါဆိုလို့ရှိရင်တချေတို့မားနေလာလေးကဘာလေးမားနေတယ်လဲဆိုရင် verb to be ဖြစ်တဲ့ was were were လေးမားနေပါတယ် he လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့ဒီ singular ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့ were နေရာမှာဗာလေးပြောင်းပေးရမလဲဆိုရင် was လေးပြောင်းပေးရမယ်ဒါဆိုရင်ဒီချေတို့ကပြန်ရေးပေးရမှာက he was here yesterday okay ဒါဆိုလို့ရှင်ဂျန်တဲ့ sentence လေးတွေကိုသူရှင်းနေတူတူဖတ်ကြည့်အောင် number b we wasn't in the same class last year ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့အတန်းမတူကြဘူး c i was asleep by 11 o'clock last night မနေ့ကည7:00နာရီမှာကျွန်တော်အိပ်ပျော်နေခဲ့ပြီ d was she happy with her marks သူမသူမအမတ်အတွက်ပျော်ရဲ့လား ပြောသလား number e it why not a very exciting film ဒါကစိတ်လှုပ်ရှားစရာကောင်းတဲ့ရုပ်ရှင်တစ်ခုမဟုတ်ဘူး number f why was you in the garden this morning ဒီနေ့မနက်မှာဘာကြောင့်မလို့မင်း garden ဥယျာဉ်ထဲမှာရောက်ရှိနေရလဲ number g my cousin went out at the cinema yesterday ကျွန်တော်ရဲ့ဝမ်ခွဲကူကမနေ့ညလုံးကရုပ်ရှင်ရုံမှာ Shinida Mahobu. Okay, so now you have to find mistake and correct it. Tao the Amali de Gushame, Bidushi, example a time, Jamiroma, Jibibame. Okay, I will give you a few minutes to do this exercise. Let's go. Okay, it's time's up. ချိန်ပြည့်သွားပါပြီ။ဒီနေ့လေ့ကျင့်ခဲ့တဲ့ exercise လေးတွေကိုဒါတော့တမီတို့အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့လေ့ကျင့်သွားတဲ့ exercise လေးတွေရဲ့အဖြေကိုတော့ teacher တို့ရဲ့ YouTube channel ရဲ့ comment box လေးထဲမှာထည့်ထားပေးပါမယ်။ So, let's stop our lesson here and see you in the next video. So, bye bye. Have a nice day.